စနေသားသမီးများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေးဒင်ဟောစတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေးဒင်ဟောစတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပောင်းလေးမှတ်နေရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။မိမိရဲ့မျက်နှင်းချက်များ၊ရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ့်နိမိတ်ပဲဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်စီကနေပြီးတော့လည်းပဲအကူအညီကောင်း၊အကြံကောင်း၊ညံကောင်းများရဖို့ရှိနေပါတယ်။ အဓိကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။ခရီးသွားကန်နီးခရီးရနေပြန်လာကစားခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးအဓိကအမျိုးသမီးဆီနေပြီးတော့အကြံကောင်းညံကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်။မိမိရဲ့နှုတ်လင်းချက်များ၊ရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ်တဲ့ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့မတရားကောင်းမတရားညှက်သွားတတ်ပါတယ်။လုပ်ငန်းစီးပွားအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်။အဲ့တော့လုပ်ငန်းစီးပွားပြေနေတဲ့သူများကတော့ မတင်မတ်တဲ့အနောက်ရှက်လေးတွေပေါ်လာတတ်ပါတယ်။မပေါ်ရလျောက်ကိုယ့်ရဲ့ရုံငန်းမှာအလုပ်ခန်းမှာစိုင်းမှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါဦး။ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကအလယ်လက်မှာပဲရှိနေပါတယ်။ကောင်းလည်းမကောင်းညံ့လည်းမညံ့အဲငွေကြေးကအလယ်လက်မှာပဲရှိနေပါတယ်။အဲငွေကြေးကိစ္စများကိုတော့အုံနှောင်ညံသုံးပြီးတော့တတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်။ငွေကြေးကိစ္စများမစွန့်စားတင်ပါဘူးနော်။ ဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့ကြီးခဲ့သူများဝင်ရှုပ်တက်ပါတယ်သူ့ဘက်ကကိုဘက်ကကြီးခဲ့သူကိုဝင်ရှုပ်တက်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကြီးခဲ့သူများဝင်ရှုပ်တဲ့အတွက်စိတ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံရတဲ့တော့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ကွဲမလို့ပြက်မလို့ဖြစ်တဲ့စိတ်သူများကတော့မကွဲမပြက်ပါဘူးအိမ်တော်ရင်းနဲ့ပတ်သက်လို့လည်းပဲအမျိုးသမီးတယောက်ဂျောင်းဝင် ရှုပ်တက်ပါတယ်အဓိကအမျိုးသမီးရရေနဲ့ပတ်သက်တော့အမျိုးသမီးရေနာနေတော့အမျိုးသမီး ရေတန့်တို့လက်ဖက်ရည်တို့အအေးတို့အရက်တို့ဗီယာနဲ့ပတ်သက်တဲ့အမျိုးသမီးအဲ့လိုအမျိုးသမီးတယောက်အိမ်တောင်ကြီးမှာအကြောင်းဝင်ရှုတ်တက်ပါတယ်အဲ့ဒီကအမျိုးသမီးကိုအကြောင်းပြပြီးတော့နင်းနဲ့မရကတော့ခွတ်စားလေးတွေဖြစ်တက်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်အဲ့တော့လူကများများစူးစမ်းအထောက်ဖို့ရည်ကြီးပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့တော့တွေးနဲ့ပတ်သက်တဲ့ယောဂများစီးနဲ့ပတ်သက်တဲ့ယောဂများ ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့၅လေး၁၉ဖြစ်ပါတယ်ကန်ကောင်းနေတဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အနက်ရောင်ဖြစ်ပါတယ်ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ခောက်ပြီးပါရေခွက်အဲ့တော့ကိုရေခွက်လည်းရတယ်နောက်စတိရေခွက်လည်းရတယ်ရေခွက်လို့ခေါ်သောအရာ ခောက်ပြီးပါပါဇက်ကလည်းဆူတောင်းပါဘယ်နည်းမစို့ဘယ်ချိန်မစို့ဆောင်ရွက်နေပါတယ်ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရေကွက်နဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းစီမဲ့ရေတရာကတော့အိမ်ဖျားမှာအနီရောင်ပန်း၆ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအားဖြင့်ကံညက်ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ် ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ